ကျွေးဆက်ဖို့စိတ်ကူးရှိတဲ့သူတွေကျွေးဆက်ဖို့အမြဲတမ်းစိတ်ကူးရင်တဲ့သူတွေကိုကလည်းအလုံးတစ်ခုလုံနေတယ်ပေါ့နော်အလုံးတစ်ခုလုံအကျွေးရလည်းအမှန်တကယ်ဆက်ချင်တယ်မြစ်တာတွေကလည်းအမှန်ပြီးွားတယ်အကျွေးရှင်ဝင်တဲ့ကိုကတကယ်ပေးချင်တယ်ပေါ့နော်ကိုကိုရန်လည်း ကျွေးဆက်ဖို့အတွက်အမြဲတမ်းကိုရတဲ့ငွေရရနေဖက်ဖက်ပြီးတော့ဆက်နေတယ်ပေါ့နော်အဲ့လိုလူမျိုးတွေအတွက်အခုပေးတဲ့ရည်ရည်ရပါအခုရေးတဲ့ပေးတဲ့ရည်ရည်ရဘယ်နှပတ်လောက်ရမလဲနှစ်ပတ်လောက်ရပါမယ်နှစ်ပတ်တွင်ထဲမှာဆုံးကတ်တာကတော့နေ့တိုင်းနေ့တိုင်းလုပ်ဖို့လိုတယ်အဲဂျာနောက်တစ်ခုကတော့၃ရက်ချတစ်ခါ၂ရက်ချတစ်ခါလုပ်ဖို့လိုတယ်နောက်တစ်ခုကတော့တစ်ပတ်ကိုတစ်ခါအနည်းဆုံးရအောင်လုပ်ပါတော့နောက်တစ်ခုကတော့ နေ့စဉ်တိုင်းလုပ်လို့ရတယ်ပေါ့ကျွန်တော်လေးခုပြောမယ်ပေါ့နော်အကျွေးအမြန်ကြည့်ဖို့ရည်ရည်ရလေးခုပြောပါမယ်လွယ်လွယ်ကူကူယူယူရှင်းရှင်းနဲ့လွယ်လွယ်လေးပဲလုပ်ရတဲ့ရည်ရည်ရနေ့စဉ်တိုင်းလုပ်လို့ရတဲ့ရည်ရည်ရပြောပါမယ်နော်ဟုတ်ပါပြီအဲ့တော့အကျွေးအမြန်ကြည်ကျင်တဲ့သူတွေတေချာရင်ကြည်ကြည်လုပ်ပြီးပါနော်ဂုံတော်ဂုံတော်ကိုးပါရအောင်လုပ်ပါဂုံတော်ကိုးပါကို ကိုးကောက်ရွတ်ဖို့နေ့တိုင်းစဉ်းစားပါနော်နေ့တိုင်းကိုးကောက်ရွတ်ပါဒီသုံးပတ်တုန်းကကိုးကောက်နေ့တိုင်းရွတ်ပေးပါနေ့တိုင်းရွတ်ပေးပါအကုန်လုံးယုံယုံကြည်ကြည်နဲ့ရွတ်ပါနော်ဗုဒ္ဓအကုန်လုံးဓမ္မအကုန်လုံးသံဃအကုန်လုံးဆိုတော့ဗုဒ္ဓအကုန်လုံးကိုဘုရားဘလို့အသက်ရှိတယ်ဘုရားဘလို့ကြွေးကြည်တယ်နော်ဟုတ်ပြီနော်အဲ့တော့တရားလုံးပါငွေတွေဝင်လာပါလိမ့်မယ်အလုပ်လဲလုပ်နေတိုင်းငွေလဲရှာနေပါလိမ့်ရနဲ့အကျွေးမကျေဘူးဆိုရင်တော့မဟုတ်သေးပါဘူးအဲ့တော့ငွေလဲရှာတယ်ငွေလဲဝင်နေအကျွေးလဲကြည်အောင်အခုဒီစာလေးလုပ်ပါစိတ်ထားတော့မှန်ဖို့လိုပါတယ်နော် ပတ်ဆက်ရလာပြီးစိတ်ပြက်ပြောင်းသွားပြီးတော့ငါသူ့ကိုအကြေးမဆက်တော့ဆိုစိတ်မျိုးမွေးတော့ရလာမှာမဟုတ်ပါဘူးကျိုးပြောပါရယ်နော်မေတ္တာစေတနာသည်စစ်စစ်မှန်ဖို့လိုပါတယ်ကိုယ့်ရဲ့မေတ္တာအပြည့်အဝပေးမယ်ဆိုရင်အကျွေးရှင်ကလည်းမေတ္တာအပြည့်အဝထားပါလိမ့်မယ်အဲ့တော့ပဲငွေတွေကလည်းမေတ္တာအပြည့်အဝနဲ့ဝင်ရောက်လာပါလိမ့်မယ်အလှူတန်းနေတယ်လုပ်ပြီးပါမိဘဆရာသမားတွေကိုယူသေးပြီးတော့ကြတော့ပါပူဇော်ပါနော်ဘုန်းတော်ကိုလည်းပူဇော်ပါဓမ္မကိုလည်းပူဇော်တန်ခါကိုလည်းပူဇော်ပါလို့ရင်းစိုးလိုက်လို့မရစေဟုတ်ပါပြီကဲစပြီးပြောပါတော့မယ်အကျွေးအမြန်ကြီးစင်းလွယ်လွယ်ကူကူရိုးရှင်းရည်တရားလည်းပထမဆုံးတစ်ခုကဘာလုပ်ရမလဲဆိုတော့ အိမ်မှာရှိပြီးရစိတ်လေးတွေကိုဗျတကြလို့ခြုံတဲ့အရာတွေပေါ့နော်ခြုံတဲ့အရာတွေ ခြူတဲ့ရတညက်တို့အဲ့ဒါလေးကြွေးပါပဲကြွေးရင်လည်းဆူတောင်းပါနော်ကိုမခြံဝင်းထဲမှာခြံနေဝင်းတွေရှိရသေးတယ်ခြံဝင်းတွေကိုဆင်းဆင်းပြီးချင်းပါလောက်အောင်လဲဆိုရင်တကြားလေးတွေတညက်လေးတွေတကြားဟိုရွက်စိတ်လေးကြိုက်တယ်ဟာပေါ့ဗျာအဲ့ဒါလေးကြွေးပါကြွေးပြီးဆိုလို့ရှိရင်ဆူတောင်းပါသူတို့စားနေရလေးကိုကြည့်ပြီးတော့ငါအကျွေးတွေအမြန်ဆုံးကြည့်ပြစီငါမှတော့ကရောက်နေအကျွေးတွေအမြန်ဆုံးကြာငါလည်းမင်းတို့မပူမင်းမကြောက်မကြရအောင်ဒီအစာလေးကိုကြွေးတယ်မင်းတို့ကြိုက်တဲ့အစာလေးကြွေးတယ်ဗျာငါရဲ့စိတ်ထဲမှာပူမင်းတော့ကရောက်နေတဲ့ဒီအကျွေးတွေကလည်းအမြန်ဆုံးကြည့်ပါစေဆိုပြီးလေးလေးနက်နက်ဆူတောင်းပေးပါအဲ့ဒါလေးနေ့စဉ်လည်းလုပ်လို့ရတယ်နော်ကို channel ှာပဲကိုယ်အိမ်မှာဖြစ်ဖြစ်နေရာမှာဖြစ်ဖြစ်ပျက်စိတ်တွေပေါ်ပါတယ်နော်ပျက်စိတ်နီနီနဲ့နဲ့အကုန်လုံးကျွေးလို့ရပါတယ်ကျွေးတဲ့အချိန်မှာဆူတောင်းပါနော်တေချာသူတို့စားနေမှာလဲသူတည်သွားတာတွေ့ပဲဆိုဆူတောင်းပါအချိုးပေါ့အချိုးကျွေးပါနော်သူတို့ကြိုက်တဲ့အချိုးလေးတွေကျွေးပါအဲ့လိုကိုယ့်ရဲ့စိတ်ဆန္ဒနဲ့ပြေဝါပါစေဆိုပြီးဆူတောင်းပေးပါဒါကတော့တစ်ခုပါကဲနောက်တစ်ခုပြောပါမယ်ခဏခဏပြောတဲ့ရေရရာတွေပါညောင်ပင်ကြီးကြီးအဲ့တော့ခေါရမဖရာရှင်ကညောင်ပင်မြင်ညောင်ပင်နော် ဘောရီညောင်မင်းအောက်မှာပွင့်တော်မူတယ်ဒါကြောင့်အခုဆိုရင်ညောင်မင်းနေတော်တော်များများဘောရီညောင်မင်းနေရှိတဲ့နေရာတိုင်းမှာညောင်မင်းကြီးကြီးတွေရှိရဲ့ဘောရီညောင်မင်းမဟုတ်ဘူးပင်ညောင်မင်းရှိတဲ့နေရာလေးဒါမှနာရုပ်ကစိုးနံမင်းကြီးတွေတကူးကြီးတဲ့ဩဇာကြီးတဲ့ရုပ်ကစိုးနံမင်းကြီးတွေဘိုးဘိုးကြီးတွေဟာနေပါတယ်အဲ့တော့နေတဲ့အတွက်ကြောင့်ဘိုးဘိုးကြီးတွေကိုသွားပြီးတော့ဖျောင်းအမွှေးတိုင်ပေါ့ဗျာဖျောင်းနိုင်မလို့ပါအမွှေးတိုင်သုံးတိုင်ကတ်ပြီးတော့အမွှေးမွှေးမွှေးလေးပေါ့ဗျာပြီးတော့ရှိရင်ရေတပုံးရေတပုံးပေါ့နော်ရေနဲ့ဘာလို့ရမလဲပတ်ပတ်ပြီးတော့ အကျွေးကြေပါစေအကျွေးအမြန်ကြေပါစေဆိုလေးလေးနက်နက်ဆူတောင်းပါပြီးရင်အမွှေးလိုက်ထုံပြီးတော့ရုပ်ကစုံနမင်းကြီးကိုပူဆော့ပတ်တာပါဆူတောင်းပါသေချာဆူတောင်းပါနော်ဒီပြီးတော့အကျွေးတွေကြေရပါစေဒီလိုရေလှူတန်းရတဲ့ကြောင့်ဒီပြီးတော့မတင်ချင်ရှိရှိနေတဲ့ဘလောက်အကျွေးဘသူ့ကိုပေးစရာရှိတယ်အကျွေးတွေဟာကြေပါရစေအမြန်ဆုံးကြေပါရစေအမြန်ဆုံးကြေပါရစေဆိုပြီးတစ်ပတ်ကိုတစ်ခါသုံးပတ်တိတိလုပ်ပါအနည်းဆုံးတစ်ပတ်ကိုတစ်ခါနော်လုံနိုင်ရင်နေ့တိုင်းလုပ်ပေါ့မလုံနိုင်ရင်သုံးပတ်ကိုသုံးခါအနည်းဆုံးပြအောင်လုပ်ပါနော်ကြုံရင်ကြုံလို့လုပ်ပါဒါမှမဟုတ်တစ်ခုတစ်ခါသွားလုပ်ပါ တခုတခုကသွားလို့ပါเนาะအဲ့တော့ပြန်ပြောပါမယ်เนาะရေဟူလဲဘာလို့ကိုရေမွေးလေးပါလေးဆွတ်ပါဗျရေမွေးလေးပါလေးရေလေးကမွှေးမွေးလေးပေါ့ပြီးရင် အမွှေးတိုင်းမွှေးမွေးလေးသုံးတိုင်းပေါ့ကံပွင့်ကံမြင့်ကံပွင့်စီတဲ့အဲ့ဒါကံပွင့်မွှေးတိုင်းကိုဆောင်မလားเนาะဟုတ်ပြီเนาะဒါမှစီးပွားလက်လာပါလေပွင့်ဖို့အတွက်ကံပွင့်နော်ငွေကြေးငွေကံတွေပွင့်ဖို့အတွက်ကံပွင့်အဲအမွှေးတိုင်းမွှေးမွေးလေးပေါ့အမွှေးတဲ့အမွှေးတိုင်းတွေကိုသုံးတိုင်ယူသွားပါယူသွားပြီးညောင်းပြန်ပါ ညောင်ဝင်မှာထောင်စီရပါလူတွေနဲ့ထောင်ပေါ့ဗျာမရှိရင်အဲ့မှာစိုက်ဆရာရှင်နဲ့စိုက်ပေါ့ဗျာစိုက်ပြီးတော့ထုံးမှာထုံးပြီးတော့အဲ့မှာဂုံတော်ဘုရားဂုံတော်ကိုဘကိုကိုကောက်တီတီရွတ်ပါနော်ပြာကတော့ကိုပါကိုကိုရောက်ပြီးဒီရွတ်ပါရွတ်ပြီးလို့ရှိရင်ညောင်မင်းဆောင်နဲ့ရုပ်ကဆုနဲ့မင်းကြီးရုပ်ကဆုဘိုးဘိုးကြီးတွေကိုစောင့်ကြွေးအကြည့်ဖို့အတွက်စူတော့ပြီးပါညောင်မင်းကိုရေနဲ့ ဆေးပြီးပါနော်ရေးတက်ပဲပြီးပါရေးပတ်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 ပြီးလက်ကလေးနဲ့ပတ်ပန်းရင်းနဲ့ဆူတောင်းပေးရတဲ့ဆိုငါ့ရဲ့အကျွေးကြီးကျွန်တော်တပည့်တော်မှာရှိတယ်ကျွန်တော်မှာရှိတယ်အကျွေးကျမမှာရှိတယ်အကျွေးဘလောက်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 ဘုဒ္ဓဘုရဆက်မှာအများဆုံးဆက်ချက်မှာလေဒါကြောင့်ဝေဝန်းလမ်းကြောင်းလုံလမ်းကြောင်းကိုပေါ်ထုံးပေးပါစေငွေဝင်လမ်းကြောင်းငွေတွေအလုံးလိုက်ရင်လည်းဝင်ရောက်ပါစေအများဆုံးအကျွေးကြေးပါစေဆိုပြီးဆူတောင်းပါနော်ဒါကဒုတိယရည်ရပါဘယ်နည်းတော့မှတစ်ဘက်ကိုတစ်ချိန်နဲ့ဆုံးလုပ်ပါသုံးချိန်ပြောင်းလုပ်ပါအနီးနားမှာရှင်တော့နှိမ့်ဟိုင်းလုပ်ပါဗျာအနီးနားမှာရှိညောင်မင်းကြီးကြီးရှိနေတာဒါကြောင့်ညောင်မင်းမရှိဘူးဆိုကုတ်ကုတ်မင်းကြီးကြီးရေဆိုရရတယ်နော်ကုတ်ဝင်ကြီးကြီးဆို ရတယ်ကိုကိုပင်ပွင့်တယ်ဘုရားဆိုတော့ဘုရားဆိုရှိခဲ့ပြီးရနော်မှတ်မိပါတယ်နော်အကိုကိုပင်ကြီးကြီးမှလည်းသွားပြီးရုပ်ဆုနဲ့မင်းနေပါလေနော်သွားဆူတောင်းမကြပါနဲ့ဂုံတော့ကိုပါလည်းရွတ်ပါအမွှေးတိုင်းသုံးတိုင်းလည်းထမအမွှေးတဲ့ရေနဲ့ပတ်ပြန်းမှဆူတောင်းမှလို့ပြောချင်ပါတယ်ဟုတ်ပါပြီနော်။ဒါဆိုနှစ်ခုပြီးတော့ပါပြီ။ကဲတတိယတစ်ခုဆက်ပြောပါမယ်။တတိယကဘာလို့မှနေစဉ်တိုင်းလုပ်ဖို့လိုပါလဲ။နေစဉ်တိုင်းဘာလို့မှလဲဆိုလို့ရှိရင်ဘုရားရှင်ကိုဘုရားရှင်ကိုမုံလုံးမုံလုံးရေပေါ့။မုံလုံးရေပေါ်ကအနည်းဆုံး အ ਨੇ ဆုံးများများလုပ်ဖို့လိုတယ်ဗျဘာကြောင့်ဆိုတော့ပြီးရင်ကလေးတွေဝေရမယ်ကလေးအ ਨੇ ဆုံး၁၁ယောက်ကိုဝေရမယ်ဆယ်၁၀ကျော်ရမယ်ပေါ့ဗျာ၁၁ယောက်အ ਨੇ ဆုံးဝေရမယ်ရောက်၂၀ရောက်၃၀ရောက်၄၀ရောက်၅၀ရောက်ရတယ်အဲ့တော့ဒီဘက်ကို၁ရက်၂ရက်လုပ်ဖို့လိုပါတယ်အဲ့တော့၃ဘတ်ဆိုရင်၆၆ရက်6ရက်လောက်လုပ်ဖို့လိုတာเนาะအနည်းဆုံးတော့9အနည်းဆုံး6ရက်အများဆုံး9ရက်လုပ်ပါเนาะအများဆုံး9ရက်လုပ်မယ်ဒီဘက်ကို3ရက်လောက်လုပ်2ရက်လောက်လုပ်ပါเนาะအနည်းဆုံး2ရက်လောက်လုပ်ပါမုံလုံးကြီးမုံလုံးကြီးပေါ့မုံလုံးနော်မုံလုံးပေါ့เนาะ မုံလုံးစကူကကြကလဲပေါ်ဆွန်တော်တင်ပလင်းဘွားမြောက်ကလေးစင့်တက်လို့ပြေးဆုံးဟုတ်လားဂျာကြီးဂျာကြီးဂျာမီကြီးသူ့မင်းရဟုတ်လားအဲ့လိုပဲအဲ့ဒီမုံလုံး မုံလုံးကြီးပေါ်မုံလုံးကြီးပေါ်ဆိုတာမဟုတ်ဘူးเนาะမုံလုံးနဲ့မထညက်ထည့်တဲ့ဟာပါအဲ့မုံလုံးပါမုံလုံးဒီတန်ပါအဲ့မုံလုံးများများကိုယ်တိုင်လုံးပေါ့เนาะကိုယ်တိုင်မလုံးချင်ဘူးဆိုဇီးရဝဲဇီးရဝဲเนาะဇီးကုန်ဇီးကြီးမှာပေါ့လေကိုယ်တိုင်လုံးတော့အများကြီးရတာပေါ့เนาะမုံလုံးလုံးပါလုံးပြီးလို့ရှိရင်အဲ့လုံးတဲ့အခါမှာကလေး၁၀ယောက်စာတစ်လုံးတစ်ယောက်ဝင်လုံးပေးမလဲငါးလုံးပေးမယ်ဆိုရင်လုံး50ပေါ့ဆက်တစ်ယောက်စာဆို55လုံးပေါ့အနည်းဆုံး55လုံးလုံးမဲ့ပေါက်ပေါက်နောက်တော့ပြောင်းမှုပေါက်ပေါက်ပြောင်းမှုပေါက်ပေါက်နဲ့မုံလုံးနဲ့ဦးဖျားကိုကပ်ပါအဲ့တော့တစ်ပတ်ကိုအနည်းဆုံး2ရက် ်3ရက်လောက်ပါเนาะလောက်ပြီးလို့ရှိရင်ကပ်ပြီးလို့ရှိရင်ဂုံတော်9ပါးကိုဂုံတော်9ပါးကိုရစ်ပါး9ကောက် ရုပ်ပြီးလို့ရှိရင်စူတောင်းအောင်ဆုံးပြီးလို့ရှိရင်နေ့လည်း7နိုင်ဘလုတ်ကိမဆုံးမဆုံးပြီးကလေးတွေကိုဝေးမြပေးလိုက်ပါပေါက်ပေါက်ကောမုတ်လုံးရောပေးပါနော်ဒါဆိုလို့ရှိရင်လည်းအဲ့လိုပေးပြီးတော့စူတောင်းတော့ဖျားရှင်ကတ်လို့တဲ့အခါမှာလည်းမုတ်လုံးနဲ့ပေါက်ပေါက်ကိုကတ်လို့ပူဆွားတဲ့အချိုးအားကြောင့်တပည့်တော်ကတင်ရှိနေတော့ဘလောက်ဘလောက်ဘလောက်အကျွေးတွေဘယ်သူ့ကိုအများဆုံးပေးဆက်ရပါလို့ရှင်ဗျာဒါကြောင့်မလုံးနှမ်းကြောင့်ဝေးနှမ်းကြောင့်ပေါ်ထွန်းရပါလို့ရှင်ဗျာအလုံးလုံးငွေအလုံးလုံးတဲ့နေရာနဲ့ငွေအမြောင်မြတ်ရရှိပါစေဗျာငွေနဲ့ငွေတို့ကြည့်လိုက်ပိုက်ပိုက်ပါလို့ရှင်အကျွေးဆက်နိုင်ဒီဘဝကိုအများဆုံးရပါလို့ရှင်ဗျာစသည်ဖြင့်စူတောင်းပါနော်ကဲဟုတ်ပါပြီအဲ့တော့ကျွန်တော်တုံးမှုပေးပြီးသွားပြီနော် ကဲနောက်တစ်ခု၄ခုမြောက်ပြောပါမယ်၄ခုမြောက်ကဘာလုပ်ရမှာလဲဆိုတော့ဒါနေ့စဉ်နေ့တိုင်းလုပ်ရမယ့်အလုပ်ပေါ့နော်နေ့စဉ်နေ့ဘာလုပ်ရမှာလဲဆိုတော့ခြမင်းစီဆန်းမယ်ကြက်ဥကြော်မယ်ပြီးရေမြေပဲဆန်းကြော်မယ်အဲ့တော့ကျွေးပကံများနဲ့ထည့်ပြီးတော့ဖျားရှင်ကိုကတ်မယ်ဟုတ်ပြီနော်ခြမင်းစီဆန်းမယ်ကြက်ဥကြော်မယ်မြေပဲဆန်းကြော်ပြီးတော့ဘုရားရှင်ကိုကတ်လို့ပါမယ်เนาะဘုရားရှင်ကိုကတ်လို့ပါမယ်ဘုရားရှင်ကိုကတ်လို့ပါမယ်เนาะ ဒါလေးကိုတော့တေချာလုပ်ပေးဖို့လိုပါတယ်တေချာလုပ်ပေးဖို့လိုပါတယ်เนาะတေချာလုပ်ပေးဖို့လိုပါတယ်ပြီးလို့ရှိရင်တော့ဖះရှင်ကိုတေချာဆူတောင်းမှာတေချာဆူတောင်းမှာဖះဒီပြတော့ဒီဤဆွမ်းကိုကတ်လူရတယ်အကျိုးသားတယ်ပြီးတော့အသင်ရှင်တော့အကျွေးများချက်ချင်းကြေပါစီချက်ချင်းကြေပါစီအကျွေးရရှိငွေကြေးများရရှိနိုင်သည့်ငွေလမ်းကြောင့်လုံလမ်းကြောင့်ပေါ်ထွန်းပါစီအကျွေးများအများဆုံးဆက်ရပါလို့ဤအကျွေးများအမြဲဆုံးကြည်ရပါလို့ဤဒီပြလူရကုသိုလ်ကောင်းမှုကြောင့်ပြီးရင်ဂုံတော်ကိုပါကိုပြီးချစိတ်ပါခင်မွေးစေပါကိုလည်းကုသိုလ်ပြတော့ပါဂုံတော်ကိုပါကို ကိုကောက်စိတ်ကိုကောက်ကိုကောက်ရစ်ဆိုပူဇော်ပါကိုကောက်ရစ်ဆိုပူဇော်ဆိုဖေမူတော်ထောင်ပြီးအော်ရမှာပြတော်မဟုတ်ဘူးเนาะအရဟံဆိုအရဟံကုံဣတိပိသောဘဂဝါအရဟံတမတံဘောဣတိပိသောဘဂဝါထို့ထို့သောဗုဒ္ဓမြတ်စွာဘုရားသည်ကျွန်တော်ယုံကြည်ကိုကိုယ်သောဗုဒ္ဓမြတ်စွာဘုရားသည်အရဟံเนาะအရဟံအရဟံနဲ့လူပြန်မှာတတော်အောင်ကိုကိုရဖြစ်တော်မူသောမြတ်စွာဘုရားစိတ်ကိုရအရင်၌ဖောက်ပြန်တော်မူသောမြတ်စွာဘုရားခိလေသာအလုံးစုံကိစ္စိန်တော်မူသောမြတ်စွာဘုရားစသည်ဖြင့်ပေါ့နော်အတ္တမတော်မူသောလူ တရားသူတရားမြတ်ကိုပါညာမြတ်ထိုးထွင်းသိမြင်အောင်မြင်လို့တော့မြတ်စွာဘုရားစသည်ပြောဝိဇ္ဇာဆန္ဒအတမနောဝိဇ္ဇာတော့မှဆန္ဒဆံပြည့်စုံတော်မူတဲ့မြတ်စွာစသည်စသည်ပေါ့နော်အကုန်တော်ကိုပါလုံးအနက်အတိတ်ပဲလေးကိုပါလေးလေးလက်နဲ့စိတ်ထရလည်းအတိတေချာရွတ်ပါတေချာရွတ်ပါကိုးကောက်တေချာရွတ်ပါဣတိဝိတော်ဘဂဝါအရဟံတမတံဗုဒ္ဓောဝိဇ္ဇာဆန္ဒတမနောသူကတော်လောကဝိတုအနုတ္တရောပုရိသသမတ္တရာထိတထာဒီဝါမနုတ္တံဗုဒ္ဓောဘဂဝါတိနော်အပြည့်စုံရွတ်ပါနော်အဲ့တော့ကိုးကောက်ရွတ်ပါပြီးရင်ခွင့်ခင်မင်းစေပါကိုလည်းကြတော့ပါ ဟုတ်ပြီနော်ဂုံတော့နောက်တကအနန္တနံပါတ်5ပါဦးလေကြော့ပြီးပူဇော်ပြီးအကျွေးချေဖို့အတွက်တေချာလေးလေးနက်နက်ဆူတောင်းပါပြီးလို့ရှိလို့ရှိရင်မလုပ်တင်လဲဆိုလို့ရှိရင်အကျွေးရှင်ကိုမြစ်တာများများပို့ပေးပါမြစ်တာများများပို့ပေးပါဒါဆိုလို့ရှိရင်ဒီရေရီယာလေးခုကိုတေချာလုပ်မယ်ဆိုလို့ရှိရင်အကျွေးတွေအမြန်ကြီးမယ်လွယ်လဲလွယ်ရိုးလဲရိုးရှင်းတယ်တိတ်တဲ့ခက်တာမဟုတ်ဘူးနော်အဲ့တော့ပြီးရင်တော့ခုနပြောတဲ့သမင်းစီစန်းတို့နော်ကြက်ဥကြောတွေပဲစံကြလို့စွန့်ပြီးတော့ကိုယ်တိုင်းလဲစားလို့ရတယ် ချလို့လည်းကျွေးလို့ရပါတယ်နော်ကျွေးလို့ရပါတယ်အပူပင်မရှိပါဘူးအဲကြောင့်ဒီနေ့ပေးလိုက်တဲ့ရေဒီယာလေးခုဟာအားလုံးအတွက်အဆင်ပြေတယ်ဆိုလို့ရှိရင်များများရှယ်ပြပါမျှဝေပေးပါအကျွေးအင်မတန်ဆက်ချင်တော့အကျွေးကြည်စီချင်တော့သူများကိုလည်းတကယ်ပေးချင်တော့သူတွေဒီရေဒီယာတွေလောက်ပါတကယ်အဆွမ်းထက်ပါတယ်ဗုဒ္ဓဂုံတော်ကိုပတ်တွေ့ရတဲ့အတွက်ဗုဒ္ဓဂုံတော်ပူဇော်ရတဲ့အတွက်ကြောင့်အကျွေးတွေကြည်ပါမယ်နတ်ဒေဝတာတွေကလည်းစောင့်ရှောက်ပါလိမ့်မယ်နော်ဒါကြောင့်မပူပေမကြောင်းကြနဲ့ တဲ့ကျွေးအတွက်အပူကတောက်ကတွေရနေအမြန်ဆုံးကိန်းဝေးပါလိမ့်မယ်เนาะဒါကြောင့်ဒီအစီအရင်လေးတွေကိုလုတ်ပေးကြပါလို့ပြောချင်ပါတယ်လုတ်ပေးကြပါမြန်မြန်လုတ်ပေးကြပါလေးခုစလုံးလုံးနိုင်လေးခုလုံးလုတ်ပါเนาะမလုတ်နိုင်တဲ့သူတွေကတော့အနည်းဆုံးနှစ်ခုတော့ရအောင်လုတ်ပါအနည်းဆုံးနှစ်ခုတော့အကောင်းဆုံးတော့လေးခုလုံးလုတ်ပါเนาะလေးခုလုံးကိုသုံးပတ်တွင်မှရအောင်လုတ်ပါသုံးပတ်တွင်ထဲမှာသုံးပတ်ပြည့်အမြောက်အောင်လုတ်ပါဓမင်းစီစမ်းလှူတာတော့နေ့စဉ်နဲ့လုတ်မယ်ဟုတ်ပြီเนาะညောင်မင်းကတော့ တပတ်ကိုတစ်ခါအနည်းဆုံးလုံးမယ်ဟုတ်ပြီနော်မုံလုံးရေပေါ်မုံလုံးနဲ့ဟိုဟာနဲ့ဒီပောက်ပတ်စုံနဲ့လှူတာတော့တပတ်ကိုအနည်းဆုံး2ရက်3ရက်လုံးပြီးပါ ပြီးလို့ရှိရင်ပြည့်စိတ်လေးကြွေးရတော့နေ့တိုင်းကြွေးပေါ့ဗျာအချိုကြီးကြွေးရမှာအချိုကြွေးရမှာဟုတ်နော်ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ချစ်ချင်းမေတ္တာရဲ့ပြေဝလာမယ်အကျွေးရှင်နဲ့ကုပေါ်စီနေထားမယ်ငွေပေးရသူတွေကုပေါ်ချစ်ခင်လာကြလိမ့်မယ်ပြီးလို့ရှိရင်ငွေကြီးကြေးဝေလူတွေချစ်မှငွေရဝင်တာလေဗျာနော်လူမချစ်ရင်ဝင်ဝင်ဘူးဒါကျွန်တော်ရဲ့ပြည့်တဲ့တည်းလေလူတွေချစ်ခင်ငွေဝင်ကြပါစေငွေဝင်လက်ရွှေလူချစ်ခင်ကြပါစေကျွန်တော်အမြဲတမ်းဖေးဆုံးမှာတင်ဖြစ်တယ်ဒီတက်တော့မှတော့တိတ်မတင်ပြတက်တော့ကဘာကြောင့်လဲဆိုတင်လို့မရဘူးလေနော်တင်ရတာတင်လို့မကောင်းဘူးပေါ့ဟိုလိုဖေးဆုံးလို့စာရိုက်လို့မရဘူးလေ ဟို post ကိုဗီဒီယိုတင်မှရတာကိုအားကြောင့်တော့အခုလိုပြန်ဝေဝင်လက်ရှင်လူချင်းခင်ကြပါစေငွေဝင်ကြမ်းကြပါစေအကျွေးကြေးအောင်ငွေရကြပါစေเนาะကျမတို့ခွန်လည်းပြည့်စုံကြပါစေကိုမိဘ ဆွေမျိုးအားလုံးလည်းဆောင်ရှောက်နိုင်ပြီဖြစ်ကြပါစေမိပါဆရာသမားတွေအားလုံးကျေးဇူးရှိရကျေးဇူးဆက်နိုင်ဖြစ်ကြပါစေအကျိုးရှင်တွေပဲမေတ္တာထားပါမေတ္တာထားရင်မေတ္တာဆူရောက်ပါလိမ့်မယ်မေတ္တာတက်ရောက်ပါလိမ့်မယ်မေတ္တာတက်ကြောင့်လည်းကြွေးကြပါလိမ့်မယ်နော်ဗုဒ္ဓဟုဖတ်လို့လည်းကြွေးကြပါလိမ့်မယ်နတ်ဒေဝတာတွေရုပ်စိုးနံမြေတကိုးကြီးတဲ့နတ်ဒေဝတာတွေအရိယာနတ်ပြောပါအောင်သူတော်ကောင်းတွေကိုကြီးဆောင်ရှောက်ခြင်းကိုခံကြရသည်မြတ်ဖြစ်ကြပါစေလို့ကျွန်တော်ဆုမကောင်းထားလိုက်ပါတယ်ကျွန်တော်ဗုဒ္ဓရဲ့မေတ္တာကိုလည်းခံယူပါကျွန်တော်ပို့တာရဲ့မေတ္တာကိုလည်းခံယူပါကျွန်တော်ပို့တာရဲ့မေတ္တာကိုခံယူပါကျွန်တော်ပို့တာရဲ့မေတ္တာကိုလည်းခံယူပါနော် ကျွန်တော်ဗိဒ္ဓတွေပို့တာလည်းမြေတောင်လည်းခံယူပါတယ်။ကဲအားလုံးပဲဂျေနက်ဘီတီဖြစ်ကြမယ်လို့ထင်ပါတယ်။ဒီနေ့ဒါလေးကိုမျှဝေပေးလိုက်ပါပြီနော်။မြန်မြန်ရှိပြပါမြန်မြန်လိုက်ပြပါနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ညဆုံးကြမယ်နော်။